အားလုံးမင်္ဂလာပါရှင်ဒီနေ့ကတော့တောင်ကလာပါမြို့နယ်ရန်ကုန်တိုင်းမှာရှိတဲ့မြင်သာမြို့ဦးဖုံးတော်ကြီးတင်ပညာရေးကျောင်းရောက်ရှိနေရပါဒီနေ့ဒီညလေးကိုဘာလို့ရောက်နေရလဲဆိုတော့အဟိုကကြားထားတာပေါ့နော်ဒီဖုံးတော်ကြီးတင်ပညာရေးကျောင်းမှာဆိုလို့ရှိရင်ကိုရင်လည်းကနေပြီးတော့ကျောင်းရေးကျောင်းစာကလေးတွေအထိ350လောက်ရှိရလို့သိထားတယ်အဲ့တော့ဒီကျောင်းမှာဆိုလို့ရှိရင်ကလေးတွေကဘလိုမျိုးတွေစာသင်နေကြတယ်ဘလိုမျိုးတွေနေထိုင်ကြတယ်ပြီးတော့ဒီကျောင်းမှာဆိုလို့ရှိရင်ဘာတွေလိုအပ်နေလဲပေါ့နော်အဲ့ဒါနဲ့ပတ်သက်ပြီးတော့လာပြီးရိုက်ကူးတင်ဆက်ပေးရဖြစ်ပါတယ်ရှင်အဲ့ဒါဆိုရင်ကျောင်းနိုင်ဘုံကြီးနဲ့အရင်ဆုံးတွေ့လိုက်ပါအောင်မယ်လိုက်ပြီးကြည့်ပေးကြပါအောင်ရှင် yang Bali Tantara Satu Gado Mosan Dasaya Mosan Dasaya ဒီเจ้าကိုဆိုလို့ရှိရင်ဒါเจ้าနိုင်ဖုံဖုံအားပေါ့เนาะဒါမိဘမဲ့ကလေးအယောက်25ယောက်ကိုပေါ့ဒါပြုစုပြောထောင်ပေးရနေပါစတဲ့ဒီထောင်လေးလွယ်သိရတယ်အခုလက်ရှိเจ้าနိုင်ဖုံဖုံကြီးကဆက်ပြီးတော့တောင်းဝန်ယူပေးနေရပါเนาะအခုချိန်မှာတော့เจ้าသားတွေရောစာတင်သားတွေကတော့ဒါ350လောက်ကြီးရှိသွားပြီပေါ့เนาะအဲ့ထဲမှာမှဒါကိုရင်ကတော့အပားတရာလောက်ကြီးရှိရလို့လည်းသိရပါတယ်ဒီဖုံတော်ရည်တင်ပညာရေးเจ้าမှာဆိုလို့ရှိရင်မိဘမဲ့ကလေးတွေကိုဒါအသက်9နှစ်ကနေစပြီးတော့လက်ခံပေးပါတယ်အသက်9နှစ်ကျော်သွားလို့ရှိရင်တော့သူတို့ကကိုရင်ဝတ်ချင်တယ်ဦးစင်ဝတ်ချင်တယ်ဆိုလို့ရှိရင်လည်းသူတို့ပေးဝတ်တယ်ပေါ့เนาะအဲ့လိုမှမဟုတ်ဘူးကိုကလူဝတ်နယ် ပဲဒါဆက်ပြီးတော့ပညာဆက်လက်သင်ကြားရှင်တယ်ဆိုလို့ရှိရင်လည်းတက္ကသိုလ်ကနေပြီးတော့ဒါဘွဲရွားတဲ့အထိလဲဒါသင်ပေးတယ်ပေါ့နော်ဒီလိုမျိုးဘွဲရွားတဲ့ဒါကျောင်းသားတွေကမှလည်းဒီမှာပြန်ပြီးတော့မှအခုလက်ရှိကလေးတွေကိုပေါ့နော်စာသင်သားတွေကိုမှပြန်လဲပြီးပညာသင်ကြားပေးတာမျိုးရှိပါတယ်ရှင် ဒါကတော့ဒီမြင်သာမျိုးဦးဖုံးတော်ကြီးတင်ပညာရေးအကြောင်းမှရှိတဲ့ဒါစာသင်အကြောင်းအဆောက်အုံပဲဖြစ်ပါတယ်။ဒီအကြောင်းမှဆိုလို့ရှိရင်တော့မူလာထဲကနေပြီးတော့အထက်တန်းအထိပညာကိုပေါ့နော်အခမဲ့သင်ကြားပေးနေရမှာဖြစ်ပါတယ်။ဒီအကြောင်းမှဆိုရင်ဆရာမအယောက်ပေါင်း90လောက်ရှိပါတယ်။ဒီအကြောင်းမှဆာလာသင်ကြားတဲ့အကြောင်းသားအကြောင်းသူတွေက KG ကနေ Grade 12တွေကိုမှအယောက်1800လောက်ထိရှိပါတယ်။အကြောင်းကကလေးတွေကိုအကြောင်းနိုင်ဖုံးကြီးကဆိုလို့ရှိရင်ဒါစာရေးကရိယာစာဥစ္စာတန်းတွေကိုလည်းဒါအခမဲ့ထောက်ပံ့ပေးနေတာပေါ့နော်။အဲအကြောင်းမို့လို့ဒီကလေးတွေကိုလည်းဒါကိုယ်တိုင်ကိုကြလာရောက်ပြီးတော့ဒါစာဥစ္စာတန်းတွေစာရွက်တွေဘောပင်နေလဲလား ပြီးလှူဒန်းလို့ရပါတယ်။ဒီเจ้าက6ထပ်ထိုက်ចောင်းဆောင်ဖြစ်ပေမဲ့ဒီ၄လွာနေစပြီးတော့ဒီအပေါ်ဆုံးထက်6လွာအထိကဒါလက်ရှိကဆောက်လုပ်နေတဲ့အနေအထားပဲရှိသေးတယ်ပေါ့နော်။ဒီဖုန်းကြီးတော်ကြီးတင်ပညာရေးเจ้าမှာကဒီចောင်းရင်ចောင်းစားမိဘမယ်ကလေးတွေရောကိုရင်တွေရောဦးစင်းတွေရောရှိတဲ့အခါကျတော့ဒီလိုမျိုးဒီအဆောက်အုံကိုဒါပြီးစီးဝအောင်ဆောက်နိုင်မယ်ဆိုလို့ရှိရင်တော့ဒီကလေးတွေအတွက်လည်းပို့ပြီးတော့ကောင်းတာပေါ့နော်။အားကြောင့်မလို့ဒီចောင်းဆောင်ကဒါဆောက်လုပ်နေတဲ့အနေအထားဖြစ်တဲ့အတွက်ကြောင့်အလှူရှင်တွေအနေနဲ့ဒီចောင်းဆောင်ကြီးဒါဖြစ်ဖြစ်မြမြပြီးစီးအောင်မြင်သွားအောင်ဆောက်လုပ်ဖို့အတွက်ဆိုလည်းလာရောက်လူတန်းလို့ရပါတယ်။ ဒီနေရာကတော့ဒီဖုန်းတော်ရေးတင်ပညာရေးအကြောင်းမှရှိတဲ့ဦးစင်းတွေရောကိုရင်တွေရောဒါစာသင်သားတွေရောပေါ့နော်ဒီ350လုံးကနှိမ့်စွန်းအာယုံစွန်းသုံးဆောင်ကြရတဲ့နေရာပါဒီဖုန်းတော်ရေးတင်ပညာရေးအကြောင်းမှအာယုံစွန်းလူဒန်းမယ်ဆိုလို့ရှိရင်တော့၈သိန်းဝန်းကျင်ရှိပါတယ်နှိမ့်စွန်းလူဒန်းမယ်ဆိုလို့ရှိရင်တော့ငွေကျပ်၁၀သိန်းဝန်းကျင်ကိုလူဒန်းလို့ရပါတယ်အဲ့ဒါအပြင်မှာစွန်းဆန်စီစာကုန်ချောက်တွေလည်းလူဒန်းလို့ရပါသေးတယ် ဒီနေ့ကတော့တစ္ဆာလန်းနဲ့ဖိုးခေါင်လန်းတောင်တောင်ကွာပါမြို့နယ်တင်ကန်းကျွန်းခရိုင်ဒါရန်ကုန်တိုင်းမှာရှိတဲ့မြင်းသားမြို့ဦးဖုံးတော်ရည်တင်ပညာရေးကျောင်းမှာဟွန်ကတို့ဗီဒီယိုမိသားစုကနေပြီးတော့အလှူလေးလုပ်ရင်းနဲ့ဟွန်ကတို့လိုပဲလှူဒန်းကျင်တဲ့သူတွေအတွက်ဒါ information လေးတွေကိုရိုက်ကူးတင်ဆက်ပေးခဲ့တာပဲဖြစ်ပါရဲ့ရှင်တကယ်လိုအပ်နေတဲ့နေရာတွေမှာအလှူဒန်းပြုကျင်ပါတယ်ဆိုတဲ့သူတွေအတွက်ဟွန်ကတို့ဗီဒီယိုကနေပြီးတော့လိုက်ပြီးတော့ရိုက်ကူးတင်ဆက်ပေးနေရမှာဖြစ်ပါတယ်ဒီဖုံးတော်ရည်တင်ပညာရေးကျောင်းမှာလှူဒန်းကျင်တဲ့ဆိုလို့ရှိရင်တော့အခုပြလာတဲ့ဖုန်းနံပါတ်လေးတွေကိုဆက်သွယ်လို့ရပါတယ်ရှင်ဒီဗီဒီယိုလေးကိုလည်းကုသိုလ်စိတ်နဲ့မျှဝေပေးကြဖို့အတွက်မေတ္တာရက်ခံချင်ပါတယ်ရှင်ဒါဆိုရင်အားလုံးပဲ 所以前日先講一陣，前日嘅基礎嘅話就先。S,